အားလုံးပဲမင်္ဂလာပါ Fly Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အစ္စလမ်ခေါင်းဆောင်တွေကိုနှင်ထုတ်ခဲ့တဲ့လောကဇလန်တွေကိုတင်ဆက်ပေးသွားပါမယ်ဘာသာရေးဆိုတာစီလုံးအောင်လုပ်နိုင်တယ်လို့ပွဲပြအောင်လည်းဖန်တီးနိုင်တဲ့ဆွမ်းအားကြီးတခုပါပဲဘလို့ကျင်တော့လဲဘလို့မြင်လဲဆိုတာပေါ်မူတည်ပြီးငြိမ်းချမ်းရေးဒါမှမဟုတ်အင်းမမှုတွေတည်ဆောင်လာနိုင်ပါတယ်အကြသေးမီနှစ်တွေမှာအစိုးရတချို့ဟာမုံဒီမှုဖြန့်ဝေတာဒါမှမဟုတ်မြူတာစီလုံးညညမှုကိုထိခိုက်စေတယ်လို့ဆွဆွဲခံရတဲ့အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေပေါ့မကြုံသူခြေလမ်းတွေလန်ခဲ့ကြပါတယ် EPA တွေကရှာပါပေမဲ့အလွန်အဓိပ္ပာယ်ရှိပါတယ်။နိုင်ငံတွေအနေနဲ့ဘာသာရေးလွတ်လပ်ခွင့်နဲ့အစွန်ရောက်ဝါဒကိုကြောက်ရွံ့တာကြာမှာဘလို့ဟန်ချက်ညီအောင်ထိန်းညီနေလဲ။လူမှုစည်းကမ်းကိုကာကွယ်ဖို့လော်ဒီဆက်လျှောက်ရဲလဲဆိုတာကိုသူတို့ကဖော်ထုတ်နေပါတယ်။ဒီနေ့မှာတော့အီမန်ဒါမှမဟုတ်အစ္စလမ်ခေါင်းဆောင်တွေကိုနင်ထုတ်ခဲ့တဲ့နိုင်ငံ၆နိုင်ငံရဲ့နိုင်ငံရေးလိုအပ်ဇလန်တွေကိုလေ့လာကြည့်ရအောင်ပါ။ နံပါတ်၁ဂျာမနီဂျာမနီကဘာသာရေးလွတ်လပ်မှုနဲ့ပြည်သူ့အခြေခံဥပဒေရဲ့ကျဉ်ကျက်တဲ့ကြီးကျက်ကွက်ကဲမှုတို့အတူရှင်တွဲနေထိုင်နေနိုင်ငံတကာနိုင်ငံပြည်ကြာမြင့်စွာရည်တည်ခဲ့ပါလေ။ဒါပေမဲ့2024ခုနှစ်မှာတော့အစိုးရရဲ့ဆုံးဖြတ်ချက်တစ်ခုကဥရောပတခွင်ခေါင်းစည်းတရင်ဖြစ်လာခဲ့ပါလေ။အဲဒါကတော့ဟန်ဘက်အစ္စလန်စင်တာရဲ့ခေါင်းဆောင်ကိုနှင်ထုတ်လိုက်တာပါပဲ။အနာပိုင်းတွေကစင်တာကိုအီယွမ်နဲ့ပူပေါင်းပြီးအစွန်ရောက်ဝါဒကိုမြင့်တင်နေတယ်လို့ဆွဆဲကအဖွဲ့အစည်းတစ်ခုလုံးမှတာမြင့်ပိတ်ပင်ခဲ့ပါလေ။ဒီရေဝန်ကြီးဌာနက ဒီလို့ရက်ကိုဆွေရောက်ဝါဒကနေဒီမိုကရေစီကာကွယ်ခြင်းဖြစ်ဖို့ပြခဲ့ပြီးမူဝေကိုရက်သပတ်အနေငယ်တွင်ဂျာမနီမြေမှထွက်ခွာဖို့အမိန့်ပေးခဲ့ပါတယ်ဒီလို့ရက်ဟာရုတ်တရက်တော့ပေါ်လာခဲ့တာမဟုတ်ပါဘူးအစ္စလာမစ်နိုင်ငံတော့အင်အားကြီးလာပြီးကတည်းကဂျာမနီကနိုင်ငံခြားဘာသာရေးဩဇာလွှမ်းမိုးမှုပေါ်တင်ကြုံမှုကိုတင်ကျပ်ထားခဲ့ပါတယ်အရာရှိတွေကအချို့သောစင်နာတွေဟာဝေပြူနေရာတွေထက်နိုင်ငံရေးစစ်ဆေးရေးဂိတ်လိုဖြစ်နေတာကိုစိုးရိမ်ခဲ့ကြပါတယ် ဒီဆုံးဖြတ်ချက်ကိုထောက်ခံသူတွေကဘာသာရေးကိုဝါဒဖြန့်ဖို့အသုံးပြုတဲ့အခါပြင်ပကနေကြိုးကင်ချဲလေတာကိုကာကွယ်ပိုင်ခွင့်ဂျာမနီမှာရှိတယ်လို့ပြောခဲ့ပေမဲ့လူခွင့်ရေလှုပ်ရှားသူတွေကတော့ဒီလိုပိတ်ပင်မှုတွေဟာလူတိုင်ဝန်တစ်ခုလုံးကိုအမဲဆွန်းစေနိုင်ပြီးအလေလက်ယုံကြည်သူတွေကိုလူလူဘွားကနေဝေကွက်သွားစေနိုင်တယ်လို့တတိပေးခဲ့ပါတယ်။မူဟိတ်ကိုနှင်ထုတ်တာဟာဥရောပဒီမိုကရေစီနိုင်ငံတနိုင်ငံကဘာသာရေးအသွင်ယူထားတဲ့ချင်းချောင်းမှုတွေကိုဘယ်လောက်ထိရင်ဆိုင်ရလဲဆိုတာကိုပြသခဲ့တဲ့အလေပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။နံပါတ်2ပြင်တဲ့ အတိုင်းဆွေးနွေးမှုတွေကိုစောင့်ကြည့်ရမှာပြင်သစ်လိုပြပြတသားလုပ်တဲ့ဥရောပနိုင်ငံမရှိပါဘူး။အောင်24ခုနဲ့ဖေဖော်ဝါရီလမှာပြင်သစ်အာဏာပိုင်တွေဟာမျိုးသားတန်ဖိုးတွေနဲ့ပြင်သစ်လံကိုဆန့်ကျင်တဲ့စကားတွေပြောခဲ့တယ်လို့စစ်ဆွဲခံရတဲ့တူနီရှားအီမန်ကိုနှင်ထုတ်ခဲ့ပါတယ်။ဒီရေးဝန်ကြီးကဒါဆယ်စုနီပါးကစတင်ခဲ့တဲ့နိုင်ငံရဲ့အစွန်ရောက်လာတာတိုက်ဖြတ်ရေးစစ်ဆင်ရေးရဲ့စိတ်တပိုင်းလို့ပြောခဲ့ပါတယ်။အရာရှိတွေရဲ့အဆိုအရဘာဂျူပီရဲ့စကားတွေဟာတမန်တော်နိုင်ငံကြီးလုံးညီညွတ်မှုကိုချိုးဖောက်ခဲ့တာလို့ပြောခဲ့ပါတယ်။ဒါပြင်ပြင်သစ်ကအီမန်တို့ကိုနှင်ထုတ်တာဒါမှမဟုတ် ထမဆုံးကြိမ်တော့မဟုတ်ပါဘူး။နောက်ဆက်ရှင်မှာတခြားတရားဟောဆရာတူပြည်မဟုတ်သူတွေကိုရန်လိုတယ်။တရားဟောမှုတွေကြောင့်အယ်ဂျီရီးယားကိုပို့ခဲ့ဘူးပါလေ။2020ခုနှစ်မှာနမကြီးတရားဟောဆရာကိုလည်းနေထိုင်ခွင့်ရုပ်သိမ်းခဲ့ပါလေ။ထောက်ခံသူတွေကနှစ်ထုတ်တာပြည်သင်းနိုင်ငံကဘာသာမဲ့ဝါဒကိုကောက်ွယ်တာလို့မြင်ကြပေမဲ့ဝေဖန်သူတွေကတော့အစိုးရဟာမွတ်စလင်အတန်တွေကိုရွေးပြီးပြစ်မှတ်ထားနေတယ်လို့စွပ်စွဲကြပါလေ။ပြည်သင်းနိုင်ငံအတွက်တော့စိတ်ကူးတသက်မဟုတ်ပါဘူး။နိုင်ငံရဲ့အမျိုးသားဥပဒေလက္ခဏာရဲ့ထောင်ချောက်ပါပဲ။ဘာသာရေးလိုလောက်ခွင့်ရှိတယ်ဒါပေမဲ့ ခွဲခြားမရတဲ့စကြဝဠာတန်ဖိုးတွေလို့ယူဆထားတဲ့အောင်တွင်းမှသာဖြစ်ပါတယ်။မွ슬င်တိုင်ဝမ်တွေကြားမှာတော့ဆွေးရင်ပူပန်မှုတွေတိုးလာနေပါတယ်။အချို့ကလိုင်းဆိုင်ဟာတစ်ချိန်ကအားလုံးကိုကာကွယ်တဲ့ဒိုင်းလော့ဖြစ်ခဲ့ပေမဲ့အခုတော့သူတို့ရဲ့ဘာသာကိုစန့်ကျင်တဲ့ဓာတ်လို့ဖြစ်နေပြီလို့ပြောကြပါတယ်။ရင်းတဲ့မှာနှင်ထုတ်မှုတိုင်းဟာသတိပေးချက်တစ်ခုဖြစ်တယ်လို့ဘာသာမဲ့နိုင်ငံတခုဘယ်လောက်ထိဘာသာမဲ့နိုင်လဲဆိုတဲ့စံသက်ချက်တစ်ခုလည်းဖြစ်နေပါတယ်။နံပါတ်3ဘယ်ဂျီယံအင်ဒီဂျင်းဘယ်ဂျီယံရဲ့နိုင်ငံတော်နဲ့မွ슬င်လူဦးရေကြားဆက်ဆံရေးရှုပ်ထွေးခဲ့ပါတယ်။ ဥရောပမှာတက်တန်းအကြဆုံးနဲ့ဩဇာအရှိဆုံးအဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်တဲ့ Brussels Great ဘလီဝုဒ်ကျောင်းတော်လည်းဒီမှာရှိပါတယ်။ဒါပေမဲ့2021ခုနှစ်မှာအထွေရကဘလီရဲ့ကာလာရှိအီမန်ရဲ့နေထိုင်ခွင့်ပါမစ်ကိုရုပ်သိမ်းခဲ့ပါတယ်။အနာပိုင်တွေကသူ့ရဲ့အတိတ်ကတရားဒေသနာအချို့ကိုဤမခံနိုင်တာဒါမှမဟုတ်သူခွဲသောအရာများဖြစ်ပေါ်ပြပြီးမျိုးသားလုံးကျုံရင်ချင်းချောင်းမူလို့တစိုက်ကတ်ခဲ့ပါတယ်။ဒီကဏ္ဍကစကားတွေလွဲမှကောက်ယူခံရတာလို့မြင်ဆိုပေမဲ့ဒီသားခံမူစလင်တွေကတော့သူ့ကိုထောက်ခံခဲ့ကြပါတယ်။သူတို့ကဒီနှင်ထုံးမှုဟာ နိုင်ငံရေးဖိအားကဆွေးနွေးမှုပေါ်လွှမ်းမိုးသွားတဲ့အနေရရှိတဲ့စံနမူနာကိုကိုစားပြုပါတယ်။ AGN ဆိုရကတော့၎င်းရဲ့ဆုံးဖြတ်ချက်ဟာလိုအပ်တယ်လို့အခိုင်အမာပြောခဲ့ပြီးလူမှုပေါင်းစည်းမှုကိုထိခိုက်စေမဲ့ဘာသာရေးကောင်းဆောင်ဟာနိုင်ငံမနေတိုင်းကမရသင့်ဘူးလို့အလေးထားပြောကြားခဲ့ပါတယ်။ဒီဖိအားတိခတ်မှုမှာကန့်သက်ချက်ရှိပါတယ်။နိုင်ငံတော်ဟာတစ်ချိန်ကဝိညာဉ်ရေးအားလို့ယူဆခဲ့တဲ့ကိစ္စတွေမှာပါဝင်ရောက်ဆွဲပတ်မှုအစဉ်သစ်ဖြစ်နေပြီဆိုတဲ့အချက်ပြမှုပါပဲ။ဒါပြင်ဒီမှုကအီမန်တွေကိုပြည်တွင်းမှာလေ့ကျင့်ပေးဖို့ရှင်းလင်းတဲ့မူကောင်မရှိတာကိုလည်းဖော်ထုတ်ခဲ့ပါတယ်။ နိုင်ငံခြားတရားဟောဆရာတွေပေါ်မိခိုနေရတာဟာတန်တရားနဲ့မယုံကြည်မှုတွေကိုဆက်လက်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတစ်ခုပါပဲ။နံပါတ်၄အီတလီအီတလီရဲ့မွတ်စလင်ဦးရေကအခြားဥရောပနိုင်ငံတွေတော့မများပေမဲ့မကြသေးခင်နှစ်တွေပါပေါင်းစည်းရေးနဲ့လုံခြုံရေးအငြင်းပွားမှုတွေပိုတိုးလာခဲ့ပါတယ်။အရောင်း24ခုနဲ့အော်တိုဘာလမှာအီတလီအစိုးရကဘိုလောနာမြို့ကအီမန်ကိုအစွန်ရောက်မြင်တွေဖြန့်ဝေခဲ့ပါတယ်။အာမတ်ကိုထောက်ခံတဲ့ဆိုတဲ့ဆွေဆွေချက်တွေနဲ့နေထုတ်ခဲ့ပါတယ်။အနာပိုင်းတွေကအမျိုးသားလုံခြုံရေးနဲ့အစွန်ရောက်ဝါဒါကိုမပြန့်ခင် ပြုတင်ကာကွယ်ဖို့လိုအပ်တယ်လို့အကြောင်းပြခဲ့ပါတယ်။ဗလာရေးကောင်းဆောင်တွေကနိုင်ငံရေးအခြေအနေဘလို့ပဲရှိနေပါသေးအကြမ်းဖက်မှုကိုဘယ်တော့မှတရားမျှတမှုမပြုရလို့ဒီထဲဝန်ကြီးဌာနရာရှိတွေကဆိုခဲ့ပါတယ်။ဒီနေ့ထုတ်မှုကထောက်ကမ်းမှုနဲ့ဒေါ်လာ2မျိုးလုံးကိုဆွဲဆောင်ခဲ့ပါတယ်။ထောက်ကမ်းသူတွေကဒါကိုပြတ်သားတဲ့တုံ့ပြန်မှုလို့မြင်ကြပေမဲ့ခွင့်ရေးဖွဲ့တွေကတော့ဌာနကိုပဲပြစ်မှုနဲ့မှစီရင်ကြီးမပြုရသေးတာကိုထောက်ပြပြီးပေါ်ပေါ်တက်တက်လှုပ်ဆောင်ခြင်းလို့ရှုတ်ချခဲ့ကြပါတယ်။အီတလီမွတ်စလင်တွေအတွက်ဒီပြပြဟာဘာသာရေးဖော်ပြချက်နဲ့နိုင်ငံရေးစကားပြောဆိုမှုကြား ဌာနချုပ်ကိုခွဲခြားဖို့နိုင်ငံရုံကနေရမှုကိုပုံဆောင်ခဲ့ပါတယ်။အီတလီရဲ့လုပ်ရဟာတရားစီရင်ရေးထောက်ထားတဲ့ပြည်တွင်ကာကွယ်ရေးလုံခြုံရေးကပိုရေးကြီးတဲ့ဆိုတဲ့ပိုကျပြန့်တဲ့ဥရောပလမ်းကြောင်းနဲ့ကိုက်ညီနေပါတယ်။ဒီတွေးခေါ်ဟာလုံခြုံရေးနာမည်နဲ့တရားစီရင်ခြင်းမရှိဘဲအပြစ်ပေးတာကိုပုံမှန်ဖြစ်စေနိုင်တယ်လို့ဝေဖန်သူတွေကဆိုခဲ့ပေမဲ့အီတလီအာဏာပိုင်တွေကတော့နောက်မှနောက်နှားရတာနဲ့စောစောလှုပ်ဆောင်တာကပိုကောင်းတယ်လို့ခံယူထားကြပါတယ်။အပတ်ငါစပိန်စပိန်မှာရင်ကျေးမှုတွေအတူရှင်တွဲနေထိုင်ခဲ့တဲ့ မိုင်းကြောင်းရှီလျာပေးမယ်2019ခုနှစ်ကလိုနီယာတိုက်ခိုက်မှုတွေနောက်ပိုင်းမှာပဒိုင်းဆွေးဝါရကိုနည်း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 ခန်းစားသိရှိတာပါတယ်2025ခုနှစ်အစောပိုင်းမှာစပိန်ပြည်ထောင်စုဦးဌာနကကလိုနီယာကအီမန်နာဦးကိုအစွန်ရောက်တရားတည်တနာတွေဟောပြောခဲ့လို့နှင်ထုတ်ခဲ့ပါတယ်စုံစမ်းစစ်ဆေးသူတွေကဒီတရားဟောဆရာတွေကစပိန်လူ့ဖွဲ့စည်းတွေကနေဒီချားနေတိုင်းပေါ်အားပေးပြီးမကျေနပ်မှုနဲ့တွေးခွဲမှုကိုဖြစ်စေမဲ့သကကလုံးတွေတုံးနေတယ်လို့ပြောခဲ့ပါတယ်အနာပိုင်းတွေကမြို့သားလုံးကျင်ဥပဒေတွေကိုပိုကာပြီး ညာပြည်သူညင်ပွားမှုနည်းငယ်နဲ့ချက်ချင်းဆုံးဖြတ်ခဲ့ပါတယ်။စပိန်မွတ်စလင်များပြားအတွက်ဒီလိုရဘာသာပေါင်းစုံဆွေးနွေးမှုကိုမြင့်တင်ဖို့ခက်ခက်ခဲခဲကြိုးစားခဲ့တဲ့နိုင်ငံမှာနောက်ပြန်ခြေလှမ်းတစ်ခုကိုခံစားခဲ့ရပါတယ်။ဒီကံတိုင်ဝမ်ကောင်းဆောင်တွေကဝင်လင်းမြင်တာမှုမရှိတော့ကိုဝေဖန်ပြီးအောက်ချွေရေးမိန်တွေစာဥပဒေရေးရလုံထုံးလုံနည်းတွေပါဝင်တင့်တယ်လို့ပြောခဲ့ပါတယ်။ဒီနေထုံးမှုတွေကအစ္စလာမ်ကိုကျယ်ဝင်ဖွဲ့စည်းပုံပါပါတာအဖြစ်အတိမတ်ပြုဖို့စပိန်ရဲ့နှေးကွေးတဲ့လုပ်ငန်းစဉ်အကြောင်းတွင်နေမှုတွေကိုပြန်ဖြစ်စေခဲ့ပါတယ်။ပလီများစုဟာလိုလက်စွာလက်ပတ်နေတာကြောင့် နိုင်ငံတော်နဲ့ဆက်သွယ်မှုမှန်ပဲဖြစ်နေပါတယ်။ဒါကြောင့်စပင်ရဲ့စင်ကောမှုကအစွန်ရောက်ဝါဒကိုတိုက်ဖြတ်ဖို့တည်းမဟုတ်ပဲဘာသာတရားနဲ့အမျိုးသားဥပဒေလက္ခဏာတို့တန်တရားကင်းရဲ့အတူရှင်တွဲနေထိုင်နိုင်မယ်။အိုင်မာတဲ့မူပေါင်းကိုဘယ်လိုတည်ဆောက်မလဲဆိုတာပါပဲ။နံပါတ်6 United Kingdom ဥရောပမှာဖြစ်ခဲ့တဲ့အမှုတွေမှာ United Kingdom ကအဘူကတရာအမှုလောက်နိုင်ငံတကာမှာနာမည်ကြီးတာမရှိပါဘူး။ဗီဒင်တရားရုံးတွေလားတချိန်ကမြို့သားလုံခြုံရေးအနေနဲ့လို့တတ်မှတ်ခဲ့တဲ့ဂျော်ဒန်နီယန်ဘာသာရေးဆရာနှစ်ထုတ်ချင်းရဲ့အကန့်အသတ်တွေအတွက် ဆယ်စုနှစ်ကြာဥပဒေတိုက်ပွဲရဲ့မျက်နှာပုံးဖြစ်လာခဲ့ပါတယ်။အဘူကာလာလာကိုအစွန်းရောက်လှုပ်ရှားမှုတွေကိုထောက်ခံတယ်။လူငယ်နောက်လိုက်တွေကိုအကြမ်းဖက်မှုစီလှုပ်ဆော်တယ်လို့ဆွဆဲခဲ့ပါတယ်။ဒါပေမဲ့ဗီဒီယိုဥပဒေကသူ့ကိုကြော်တန်းပြန်ပို့ရင်နှိပ်စက်ခံရနိုင်ပါတယ်။ဒါမှမဟုတ်တရားမျှတမှုမရှိတဲ့စင်ကြက်ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ဆွေးမှုတွေကြောင့်အင်ပေါင်းများစွာဓာစီထားခဲ့ပါတယ်။နှစ်ရှည်လာများညှိနှိုင်းမှုတွေအပြီးမှာဗြိတိရှအစိုးရကတန်တမန်ကြီးရအမကန်ချက်တွေရရှိခဲ့ပြီး2013ခုနှစ်မှာနောက်ဆုံးနှင်ထုတ်နိုင်ခဲ့ပါတယ်။ ဒီပြည်ဟာခေတ်သစ်သမိုင်းမှာနိုင်ငံရဲ့ဈေးအကြီးဆုံးနဲ့အငင်းပွားပွဲအကောင်ဆုံးဥပဒေရေးရဇလန်းကိုဆုံးသက်စေခဲ့ပါတယ်။အဘူကာဒါရာအမှုဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့လူခွင့်ရေးဆိုင်ရာဗီဒန်ရဲ့နားလည်မှုကိုပေါ်ပေါ်ခဲ့ပါတယ်။နိုင်ငံသားတွေကိုကာဝေးတာနဲ့ကာဝေးဖို့ကြိုးကြော်ထားတယ်။တံမိုးတွေကိုထိန်းသိမ်းတာကြားကဖွယ်လဲမှုကိုနိုင်ငံတော်ကရင်ဆိုင်ဖို့တွန်းအားပေးခဲ့ပါတယ်။အဲဒီနောက်ပိုင်း UK ဟာဗလာရေးပုဂ္ဂိုလ်တွေကိုနှင်ထုတ်တာနှင်းသွားပြီးတောင်းကြည့်တာရဲရဲပေါဝင်ပတ်သက်မှုနဲ့ဒီထဲမှာတရားစွဲဆိုတာတွေကိုပို့လောက်လာခဲ့ပါတယ်။ ဒါပေမဲ့ကြောက်ရွံ့မှုကမူဝါဒကိုဆုံးဖြတ်ရင်နိုင်ငံကြီးအောင်ပြန်ထိန်ဖို့ခက်ခဲတဲ့ဆိုတဲ့အဒီပေးချက်ဖြစ်ပြီးမှုရဲ့အမွေနှစ်ကဆက်လက်ကြန့်ရှိနေသေးပါပဲ။ဒီကောင်ချောင်းအနေနဲ့ဒီနိုင်ငံ၆နိုင်ငံရဲ့ဖြစ်ရပ်တွေမှာဘာသာရေးဟာလုံခြုံရေးနိုင်ငံရေးခေတ်မှာဘလို့ပြောင်းလဲလဲဆိုတဲ့ပိုကြီးတဲ့လူမှုပြောင်းလဲကိုရောင်ပြန်ဟန်နေပါတယ်။ဆိုရတွေကသူတို့ရဲ့လိုရက်တွေကိုပြည်သူလုံခြုံရေးအတွက်လိုအပ်တယ်လို့ပြောပြီးအပလုံးဆိုင်ရာအကြံပေးဝါဒကြောက်ရွံ့ခြင်းကိုထောက်ပြကြပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့ဒီလိုလှုံ့ဆော်ချက်တွေဟာပုံမှန်ဖြစ်လာရင်စစ်မှန်တဲ့လုံခြုံရေးဆိုရင်မှုတွေနဲ့ နိုင်ငံရေးပြည်သက်ကြကမြင်းကြောင်းကိုမှုံဝါးစေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။အော်စတြေးလျတိုင်ဝမ်ရေတပ်ဒီမှုတွေဟာသူတို့ရဲ့ဘာသာတရားကိုစူပောင်းပြီးတရားစီရင်နေတယ်။သူတို့ရဲ့အီမန်တွေကိုအလားအလာရှိတဲ့ပြည်ချောင်းမှုဖြစ်မြင်နေရတယ်လို့ခန်းစားစေပါတယ်။ချိန်ထဲမှာပဲဒီပြည်ရတွေကအောင်းဆောင်မှုဆိုတာတောင်းညမှုနဲ့လာတာကိုသိရစေပါတယ်။တရားပလင်ဘော်ကစကားတွေဟာစီလုံးစီမဲစားပြခွဲရင်အကျိုးဆက်တွေကပြင်းထန်နိုင်ပါတယ်။အီမန်တို့ကိုနှိမ့်ထုတ်တာဟာအုပ်ချုပ်ရေးလုပ်ရတတ်မဟုတ်ပါဘူး။၎င်းဟာနိုင်ငံတကာနိုင်ငံရဲ့ကြောက်ရွံ့မှုတန်ဖိုးတွေနဲ့ ။ဦးစားပေးမှုကိုပြသနေတဲ့မှန်ပဲဖြစ်ရပါတယ်။နောက်ဆုံးမေးခွန်းကတော့နိုင်ငံတနိုင်ငံဟာယုံကြည်မှုအတန်တွေကိုတိတ်ဆိတ်အောင်မလုပ်ဘဲသူ့ကိုယ်သူကာကွယ်နိုင်ပါမလား။ကြောက်ရွံ့မှုကဘယ်သူစကားပြောခွင့်ရမလဲဆိုတာဆုံးဖြတ်ရင်လွတ်လပ်မှုကအမှန်တကယ်ရှင်သန်နိုင်ပါမလား။အဖြစ်အားအစိုးရတွေပေါ်မှာသာမူတည်တာမဟုတ်ပဲယုံကြည်ရေးနဲ့လွတ်လပ်ရေးနှစ်ခုလုံးကိုတပြိုင်တည်းကာကွယ်ဖို့နိုင်ငံသားတွေရဲ့တတိပေါ်မှာလည်းမူတည်နေပါတယ်။သင်ဟာနိုင်ငံတွေကပါတာကြီးအာနာနဲ့ ဝိသေသလက္ခဏာကိုဘယ်လိုမြင်လဲဆိုတာပုံပေါ်ပေးတယ်။တကယ်ကဘာလုံးဆိုင်ရာဖြစ်ပျက်တွေကြောင်းလေးလာရတာကိုနှစ်တက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေ။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။